ကဲအခုကတော့မေလ17ရက်နေ့အတွက်ရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာရှင်းဦးစွာတင်းင်းတွေသားသမီးမိတ်ဆွေများဒီလိုနေမျိုးမှာလေစိတ်နဲ့ခွဖြစ်စရာလေးတွေမတင်မကြမရေမြားလေးတွေများတတ်တယ်ဘဝလို့ကကောင်းတုံတို့ဒီအားလို့ကကောင်းတုံတို့ခြေတုံချတုံတွေများနေတတ်တယ်အဲ့တော့ငွေတွေပစ္စည်းတွေအလေလွဲ့အဆုံးရှုံးအကြပေါက်များတာတို့ငွေမှပစ္စည်းမှအဝယ်မှအယောက်မှအဆုံးပြမှတို့ အဲ့ဒါလေးတွေသတိပြုရမယ့်အချိန်မျိုးဖြစ်ပါတယ်ခင်ဗျာလူတွေပြင်ဒီလိုအချိန်မျိုးမှာပညာရေးနဲ့ပတ်သက်တာတွေမြေကိစ္စဖုံကိစ္စအမွေကိစ္စပြိဘောကပေးပြောင်းပန်းဗရိမကြီးပပုအဲ့ဒါမျိုးတွေပို့ပြီးတော့ကြိုးစားတဲ့ game ဖြစ်ပါတယ်ခင်ဗျာငွေကြီးကိစ္စခရီးသွားလာရေးတည်ယူဖို့ဆောင်ရင်းကိစ္စတို့မှာတော့နည်းနည်းလေးစိတ်အနှောက်အယှက်လေးတွေမြင်ရတတ်ပါတယ်ကြတဲ့လို့နေမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင် အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဓာမီအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းပါဒီနေ့ကိုတော့ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေကတော့၅ကနန်း၃ညကနန်းတွေဖြစ်ပါတယ်ခင်ဗျာကဲလို့နေမျိုးမှာတင်းငွေသားသမီးတွေကံကောင်းကြရာရှိတာပိုကောင်းအောင်အញ្ញံခိုက်တွေရော့ပါပြေပြောက်အောင်ဆိုရင်တန်ရှင်းရေးကုသိုလ်ပြုလုပ်ပါခင်ဗျ မိမိနေအိမ်ဖရာစဉ်ဖရာကန်းနိဆိုင်ရာဖရာចောင်းကန်းဇေဒီကြောင်းတွေမှာတန့်ရှင်းကုသိုလ်လုပ်တာဒါမှမဟုတ်တန့်ရှင်းနဲ့ပတ်သက်တဲ့လူပွဲပစ္စည်းတွေဟလာတပြည့်စည်းတို့သွားတိုက်စည်းတို့တပုတ်တန်းစပြားတို့စတဲ့ပင်လူတန်းနဲ့ကုသိုလ်ပြုတ်ပြီးတော့တနင်္ဂနွေသားသမီးမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာကလေကိုယ်ကိစ္စတွေအပြင်ဆွေမျိုးကိစ္စအပေါင်းအသင်းကိစ္စရရွာကိစ္စတွေတာရေးနာရေးနဲ့ မနိုင်ဝင်နေထမ်းရတယ်စိတ်မောလူမောတွေဖြစ်ပြီးတော့ပြဿနာဖြစ်လွယ်ရံဖြစ်လွယ်ဆိုတာလေးသတိပြုပါဘာမဟုတ်တာလေးနဲ့အိမ်မောကနေဆင်းသွားမယ်လို့အလုတ်ကနေထွက်မှန်กว่าလို့ဆိုတာတွေကဒီလိုကိမျိုးမှလာပြီးဖြစ်တတ်တယ်အဲကြောင့်ခေါင်းအေးစက်အေးလေးနဲ့စူးစမ်းတဲ့အချိန်ဖြစ်ပါတယ်သူများအဆိုးကကိုယ်အဆိုးသူများအလုံးကကိုယ်အလုံးနဲ့ဖြစ်ကုန်တတ်တာလေးသတိပြုပါခင်ဗျဒါဒီလိုကိမျိုးမှဒင်းလာသားသမီးတွေအထက်အလိတ်တို့ ठी ဖနတ်တို့လျှက်စစ်ပစ္စည်းဓာတ်စီဒီဇယ်ဓာတ်တို့နှံနွားအေးတာမျိုးတွေပို့ပြီးတော့ အဲစ조사ဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီနေ့တနင်္လာသားသမီးတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင်အနဲ့ရောင်ခရမ်းရောင်ရင့်ရင်အပြာရောင်ရင့်ရင်လို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ထညက်ခဲလေးတစ်ခဲနဲ့တို့ခောက်ပြီးတော့စုတော့မှာဒီနေ့ကိုတော့ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေကတော့၅ကနန်း၈ကနန်းတွေဖြစ်ပါတယ်ခင်ဗျာ ကတလူကင်းမျိုးမှာဒင်းလာသားမိနေတော့ဒင်းလာသားမိတွေကံရဲ့အဖန်မိုးရရှိစေဖို့ဆိုရင်မုံတီလှူဒန်းသောကုသိုလ်ပြုလုပ်ပါခင်ဗျမြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုမုံတီလှူဒန်းတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျအင်္ဂါသားသမီးတွေကဲဒီလိုကင်းမျိုးမှာကလေအပြောင်းအလဲတွေအစ်စက်နဲ့ဦးစားပေးတယ် အိမ်အဟောင်းနဲ့အစ်လုပ်ငန်းအဟောင်းနဲ့အစ်တာဝန်အဟောင်းနဲ့အစ်နှမျိုးနှစ်ခွာတွေရှင်လာခဲ့ရင်အိမ်အစ်လုပ်ငန်းအစ်အစီအစဉ်အစ်နေရာအစ်တွေကိုဦးစားပေးပါခရီးသွားလာရေးတည်ပို့ဆောင်ရေးအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကောင်းတယ်အိမ်အဆောက်အုံနေရာထိုင်ခင်းကိစ္စအလုပ်နေရာအိမ်နေရာကိစ္စအိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုပ်တို့ဥတို့အင်းတို့အေးတို့အုံးအဲ့ရမျိုးတွေအဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကိုင်တဲ့ကိစ္စတွေလူကြီးမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအခုညီတောင်းမဲ့ကိစ္စတွေအလုံးကောင်းပါလေ အင်္ဂါသားသမီးငယ်ရွယ်သူတွေကတယောက်နဲ့တယောက်စကားရှုပ်တာတို့ဆွေမျိုးရှုပ်တာတို့ဘေးစကားကြောင့်တွေးကွဲเสียရတို့အရေးပြုပါဗျာ။ကံရဲ့အပမို့ရဖို့ဆိုရင်ခရမ်းရောင်တို့ပန်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်စံသုံးသွဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်တံပြာသီးလေးတစ်လုံးတို့မဟုတ်တံပြိုသီးလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါ။ဒီနေ့ကိုယ့်အတွက်ကံကောင်းလက်ကျွေးစီမဲ့နံပါတ်တွေကဏ္ဍတွေကတော့ တက်ကနန်း၃ကနန်းနေဖြစ်ပါတယ်ဒီလိုနေမျိုးမှာအင်္ဂါသားသမီးများကံရဲ့အပမိုးရဘူးအဝိအထယ်လှူဒါန်းတဲ့ကုသိုလ်ပြုလို့ပါခင်ဗျအဝိအထယ်အဟောင်းမဲ့ဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်မိမိတိုက်တာနဲ့မိမိအဆင်ပြေသလိုအဝိအစားနဲ့ပတ်သက်တဲ့ကုသိုလ်ပြုပြီးတော့ကံပွဲကံမြင့်ကြပါသည်ခင်ဗျဆက်လက်ပြီးတော့ဗုဒ္ဓဟူသားသမီးမိတ်ဆွေများအလှည့်ရောက်လာပါပြီခင်ဗျဘုဒ္ဓသာသမီတွေဒီလိုကိန်းညို့မှာကလေစတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာကျုပ်စာတမ်းစင်းစရာချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေ စံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတန်းစိုက်ပျိုးရေးစားတော့ကိုနဲ့ပတ်သက်တာတွေစူးစားတက်ပါလေငွေလေးတွေပစ္စည်းလေးတွေအလေလွတ်အကြပေါက်များတတ်တယ်ရစရာရှိတာတွေကတန်လန်ပေးစရာရှိတာတွေကတန်လန်ဖြစ်နေတတ်တယ်ခြေတော့ရခက်နောက်ဆိုရခက်ခြေတုံကြောင်လေးတွေဖြစ်တတ်တယ်သို့တော့ဒီချိန်ဟာမကြခင်မှာကံကောင်းတော့မှာဖြစ်တဲ့အတွက်အရေးကြီးတာတွေကိုအင်အားသုံးပြီးစူးစားတဲ့နဲ့အားခက်ပြီးစူးစားတဲ့နဲ့လုပ်ငန်းအသစ်ထူထောင်ခြင်းစတင်ခြင်းတွေ ပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်။မတင်မမြတ်ဖြစ်နေတဲ့သူတွေနဲ့တင်မြတ်ပြေလဲဖို့ညှိကြနိုင်ကြမယ်ဆိုရင်လည်းကောင်းတယ်။ဒီလိုနေမျိုးမှာဗုဒ္ဓသာသမီငယ်ရွယ်သူတွေကဟိုဘက်ဒီဘက်မောင်းနှမသားချင်းကိုအကြောင်းပြုပြီးစိတ်သဘောကွဲစရာလေးနဲ့တရီထားပါ။ကဲဒီနေ့ဗုဒ္ဓသာသမီတွေကံရဲ့အပမို့ရဖို့ဆိုရင် အနီရောင်တို့ခရမ်းရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆဲပါ။မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင် ဇီးယူအထုပ်လေးတထုပ်ဒါမှမဟုတ်လဲဇီးကန်းလေးတစ်ခိုင်းနဲ့ကြိုက်ပို့ပြီးတော့စုတောင်းမှာဒီနေ့ကိုအတွက်ကံကောင်းလိုက်ရွှေစီမဲ့နံပါတ်တွေကနန်းတွေက3ကနန်း6ကနန်းနေဖြစ်ပါတယ်ဒီလိုနေမျိုးမှာကောင်းစရာရှိတာပို့ကောင်းအညံခိုက်တွေရောပါပြပြအောင်ဆိုရင်ဆေးဝါးအလူတို့မဟုတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်နိုင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ဂျာတာရိသာသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျာဂျာတာရိသာသမီးတွေဒီလိုကိမျိုးမှာ ညီကိုမောင်နှမလောက်ဖို့ကံမဲ့တို့အတွက်ဝမ်းသာစရာလေးတွေကြားအောင်ရတတ်တယ်။ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေတွေနဲ့ပြန်လည်စုံစည်းရတတ်တယ်။အကြောင်းကြောင့်ကြောင့်ခက်ခဲထင်းငွန်ကြံ့ကြနေတဲ့လုပ်ငန်းဟောင်းရွယ်ချယ်ဟောင်းတွေပြန်စူးစမ်းဖို့အလွန်ကောင်းတဲ့အချိန်ရောက်ပါပြီကြားသပေးသားမိမိတ်ဆွေများ။ကဲအဲ့တော့မကြေပွဲတွေနှွေးရမကိန်းဖြစ်ပါတယ်။ငွေကံရွှေကံကောင်းတဲ့အလှကုန်းတို့အလှပြင်ဆိုင်တို့အမှုပညာအလှပရေးရတဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဝက်ဝါလေလက်လက်ဖက်လက်ဖက်ရည်ဆိုင်အဲဒါမျိုးတွေအလွန်ကောင်းတယ်အမှုပညာနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားအောင်မြင်မှုတွေရတတ်ပါတယ်ဗျာကဲမထင်မှတ်တဲ့ငွေတွေဝင်ရုံးဝင်စင်မဟုတ်တဲ့ငွေတွေလည်းဝင်လာတတ်တယ်ကြာရွေးသားသမီးငယ်ရွယ်သူတွေကိုချစ်သူရည်စားရဲ့စာမေးဝဲအောင်သူတို့ယာဒူးတိုးသူတို့တရင်ကောင်းကြားရတာပါတယ်။ကဲဒီလိုနေမျိုးမှာကြာရွေးသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်ငွေရောင်တို့မိကိုရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ။ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေကိုတက်အောင်ဆိုရင်လက်ဖက်အထုပ်လေးတစ်ထုပ်ကဲလက်ဖက်ဆူဆူ၆၆လက်ဖက်ထုပ်လေးနဲ့တို့ပြီးထုပ်ပြီးတော့ဆူတောင်းမှာဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကနန်းတွေကနှစ်ကနန်းရှစ်ကနန်းတွေဖြစ်ပါလေခင်ဗျာကဲဒီလိုနေမျိုးမှာကြာသပိသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင်အမေလိုအမလိုအတော်လိုတီလာရှင်လိုအဖွားလိုအမျိုးသမီးကြီးတွေကိုမိမိတိုင်တိုင်နဲ့မိမိငွေလှူဒန်းတဲ့ ကုသိုလ်လေးပြုတ်ပြီးတော့ကံပွဲကံမြင်ကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျာဒီလိုကိမျိုးကိုဟောပါတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်ကံထူးထူးခြားခြားကောင်းတဲ့အချိန်ကိုရောက်လာပြီထီပေါက်မဲပေါက်အမွေရသလိုဆုရသလိုယာဒူးတိုးသလိုကံထူးတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေတို့ဇာသမားတို့ကအကူအညီကောင်းအပမိုးကောင်းတွေပေးလာတတ်တယ်သူများတကာတွေအတွက်ခက်နေတဲ့ကိစ္စတွေတောင်ကိုယ့်အတွက်လွယ်နေလိမ့်မယ်အန်ရဲ့အနောက်ရှက်ဒီလိုဟာမျိုးတွေရှိနေခဲ့ရင်လေပုခါတီက အဩစရာကောင်းအောင်လွတ်မြောက်သွားတာပါလေဗျာမြေကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့ပြိဘောကပဲပြောင်းပန်းပရိမကြီးပဖို့အဲ့လိုမျိုးအလုပ်ပြီးပညာနဲ့ပတ်သက်သောသင်ငန်းတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါလေဗျာငွေရွယ်သူတွေဆိုလို့ရှိရင်လေဟိုဘက်ဒီဘက်မောင်နှမသားချင်းကိုအကြောင်းပြုပြီးတော့မတင်မကြမရေမရဆုံးဖြတ်ခဲ့တာလေးတွေကြုံရတာတဲ့ကဲအဲ့တော့ တောက်ကြသားသမီးတွေကံရဲ့အပမို့ရရှိစေဖို့ဆိုရင်နီညိုရောင်တို့အဝါရောင်တို့များများပါသောအဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ပိုက်ဆံလေးတို့ရဲ့ကဲဘာပိုက်ဆံမဲ့ဖြစ်ဖြစ်ဓမ္မပိုက်ဆံထိုင်းပိုက်ဆံဒေါ်လာစင်ကာပူပိုက်ဆံမလေးပိုက်ဆံအရုပ်ပိုက်ဆံနဲ့ရက်ခတ်ပြီးတော့ဆူတောင်းပါဒီနေ့ကိုတော့ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေက၈ကနန်း၉ကနန်းတွေဖြစ်ပါတယ်ကဲ တောက်ကြသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်တော့တရိတ်ဆန်လေးများကို အစာရေစာကျွေးမွေးတဲ့ကုသိုလ်ပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာကဲအခုစနေသားသမီးမိတ်ဆွေများအလက်ကဲဒီလိုကိမျိုးမှာကလေလက်ရှိလုပ်ငန်းတွေကိုတိုးမှချက်မှာတို့အရှိန်မြင့်မှာတို့လုပ်ငန်းတဲ့အစီအစဉ်တွေစမှာတို့ကောင်းတယ်အဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်လုပ်ငန်းတွေခရီးသွားရတဲ့လုပ်ငန်းတွေအလွန်ကောင်းတယ်အသည့်အင်းနန်းတို့ရေရွက်ကုန်းတစ်တန်တို့တို့နော် အဖျော်ရမကားတို့ရေအတွက်ကုန်ရေချောင်းခကြီးရေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပြီးတော့အကျိုးထူးအောင်မြင်နိုင်တယ်။နောက်ကိုစီကိုလည်းတည်ငောင်းဧည့်သည်ကောင်းတွေရောက်လာတတ်ပါတယ်။အပြိုင်အဆိုင်အကျိနဲ့ကြိုးစားမယ်ကိစ္စများအောင်မြင်နိုင်တဲ့ဂိမ်းဖြစ်ပါတော့ကြောင့်ကဲဒီနေ့စနေသားသမီးများအပင်မန်းခံပြီးကြိုးစားတတ်ပါတယ်။စနေသားသမီးငယ်ရွယ်သူတွေကကိုဘက်ဒီဘက် ပေးထားတဲ့ဂရီကိုတည်းအဲ့ဒါလွဲတာချောတာတယောက်နဲ့တယောက်စိတ်အထမင်းနေစရာလေးတွေထားပါဦး။ ကံရဲ့အပမှုရရှိစေဖို့ဆိုရင်တော့အကွက်အပြောက်အဆက်အပြောက်အကြောင်းကြားတွေများများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်ရွက်လာညွန်ကလေးလေးညွန်ဘာအမျိုးအစားဖြစ်ဖြစ်ရွက်လာညွန်လေးညွန်နဲ့ရိုက်ပုတ်ပြီးတော့ဇူတောက်မှာဒီနေ့ကိုအတွက်ကံကောင်းလိုက်ခွင့်စီမဲ့နံပါတ်တွေကဏ္ဍတွေကတော့ဖြင့်6ကဏ္ဍ9ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုနေမျိုးမှာစနေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်တော့ လက်ဖက်ရည်ရှူတန်းနဲ့ကုသိုလ်ပြုလုပ်အောင်ပါ။မြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒီကုသိုလ်လေးပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေလို့နော်။